ားလုံးပဲမင်္ဂလာပါဒီပိုလေးမှာကျွန်တော် sharing လုပ်ပေးချင်တာကတော့အခုလိုမျိုးကျွန်တော်တို့ frame ထည့်တဲ့နေပေါ့နော် ရောင်စုံကာလာလေးတွေကို frame ဘယ်လိုမျိုးထည့်ရလဲပေါ့နော်ဒီပိုလေးမှာကျွန်တော် sharing လုပ်ပေးချင်တယ်ဒီ frame တွေကိုလည်းကျွန်တော်အခုတင်ပေးထားတဲ့ဒီ page ထဲမှာဝင်ပြီးတော့ download ဆွဲလိုက်ပေါ့နော် frame ကတော့တစ်ခုပဲကျွန်တော်အကျန်းလုပ်ထားတာရှိတယ်နောက်ရကြရင်ကျွန်တော်အားရင်အားသလိုမျိုးပေါ့နော်ဒီလိုမျိုး reaction ဖန်တီးဖို့အတွက်ပေါ့နော် frame လေးတွေကိုရောင်စုံကာလာပေါ့နော်ရောင်စုံမျိုးစုံပေါ့နော် ်ကျွန်တော်တနေ့တပုတ်နှစ်ပုတ်ပေါ့နော်အားရင်အားသလိုမျိုးကျွန်တော် edit လုပ်ပြီးတော့ frame လေးတွေကိုကျွန်တော်တင်ပေးမယ် frame ကတော့ glossary တစ်ခုပဲရှိသေးတယ်ဝင်ပြီးတော့ download ဆွဲလိုက်ပေါ့နော်အဲကျွန်တော်ဒီနေ့ဒါအခုလိုမျိုး frame frame တော့ရပြီဗျာ video တွေကိုဒီ frame ထဲမှာကွက်တီးကြအောင်ပေါ့နော်ဘယ်လိုမျိုးထည့်ရမလဲဆိုတာလေးကိုကျွန်တော် share နေနေပြဝေပေးချင်ပါတယ်။အဒီ frame တွေကိုလည်းကျွန်တော်ရဲ့ဒီ page ထဲမှာပဲဒါကျွန်တော်တင်ပေးထားတယ်ပေါ့နော်။အခု low resolution တော့တစ်ခုပဲရှိသေးတယ်ဒီမှာဒါလေးတစ်ခုပဲရှိသေးတယ်ပေါ့နော်။အဒီလိုမျိုး frame တွေကိုဝင်ပြီးတော့ download ဆွဲလိုက် အဲကျွန်တော်တနေ့ကိုတစ်ခုနှစ်ခုပေါ့နော်အချိန်အားအားသမီးကိုတင်ပေးမယ်အဲရောင်စုံပေါ့ဗျာအဲတရားကအနီရောင်အပြာရောင်အဝါရောင်ပေါ့နော်ရောင်စုံမျိုးစုံအဲကျွန်တော်ဖန်တီးပြီးတော့ဒီပေမှာဒါကျွန်တော် frame လေးတွေကိုချပေးမယ်ဒီလိုမျိုး frame လေးလည်းချပေးမယ်ဒီလိုမျိုး phone from frame လေးတွေချပေးမယ်ဝင်ပြီးတော့ download ဆွဲလိုက်ပေါ့နော် okay ဒီနေ့ဒါကျွန်တော်ကတော့ frame ထဲမှာရုပ်ကတ်တဲ့နီးပေါ့နော်အဲကျွန်တော်ပြပေးမယ်အဲဒီလိုမျိုးကလည်းဒါ reaction video ဖန်တီးမယ်ဆိုရင်တော့ဒီတိုင်းလေးဖန်တီးရင်တော့လုံးဝ100% copy လုပ်ပါတယ်အဲကျွန်တော်က frame new frame ချတဲ့ new ကိုအရင်ပြပေးမယ်ပေါ့နော်ဖန်တီးတဲ့နည်းလမ်းလေးကိုတော့အပိုင်းအပိုင်းနဲ့သွားမယ်ပေါ့နော် okay ဒါဆိုရင်ကက်ကက်တဲ့ဝင်မယ်ဒီနေ့တော့ဒါ frame ချတဲ့ new ကိုကျွန်တော်ပြပေးမယ်ပေါ့နော် okay ဒါဆိုရင် new project ဖွင့်မယ်အဲဒီနေရာမှာ frame ကကျွန်တော်က video လုပ်ထားတာဆိုတော့ဒီမှာ video ပေါ့နော်အဲ photo ဆိုတော့ဒီဘက်ကိုသွား video frame ကိုကျွန်တော်ကအသုံးပြုမယ် okay ဒါဆိုရင်ကျွန်တော်ဒီဘက်က okay ဒါဆိုရင်ကျွန်တော်က frame ထည့်လိုက်ပြီ frame ထည့်ပြီးသွားပြီဆိုရင်ကိုဖန်တီးမဲ့ video ထည့်မယ် အဒီတန်လက်ကိုညီအောင်ဆွဲထားပါဘောနော်ဆွဲထားပြီးတော့အဒီအောက်က overlay ဆိုတော့လာမယ်အပေါက်ဘလက်ကိုနှိပ်မယ်ကိုဖန်တီးတဲ့ video ကိုယူမယ်ဘယ် video ဖန်တီးမှလဲပေါ့နော် okay ဒါဆိုရင်ဒီ video ကိုဖန်တီးမယ်တစ်ခါတည်းယူသွားလိုက်မယ်ဗျာနှစ်ခုပေါ့နော်အဲနောက်ထပ်ဒီ video တစ်ခုဖန်တီးမယ် okay ဒါ time line နဲ့ထည့်လိုက်မယ် okay ဒါဆိုရင် video နှစ်ခုကျသွားပြီကျသွားပြီဆိုရင် lag လေးနဲ့တစ်ခုကိုတစ်ခုချင်းနေထည့်မယ်ဗျာတစ်ခုဒီ beta ကတ်ထားမယ်အဒီတစ်ခုကိုလာမယ်ဒီတစ်ခုလာမယ်ဆိုရင်ဒီတစ်ခုကအောက်က frame နဲ့နည်းနည်းကြီးအောင်ယူလိုက်ဒီမှာ ကိုကဒီဘောင်ဒီဖရိန်ထဲမှာကျွန်တော်ချမှာပေါ့ဒီမီးရောင်ထဲမှာထည့်မှာဆိုရင်ဒီမီးရောင်နဲ့နည်းနည်းလေးပေးအုပ်ပြီးတော့ဒါကျွန်တော်ရေးမချောကနည်းနည်းလေးပေးကြည့်လိုက်โอเคဒီလိုမျိုးလေးပေါ့နော်နည်းနည်းလေးပေးကြည့်လိုက်ပြီးတော့ကျွန်တော်ယူလိုက်မယ်အယူလိုက်ပြီးဆိုရပြီရပြီဆိုရင်သူ့ထိတာထိတာပြီးတော့ဒီအောက်ကဘာမှဆွဲမယ်တခုချင်းစီပေါ့နော်မတ်သုံးပြီးတော့ဒါကျွန်တော်တို့ကလိုချင်တဲ့ပုံစံချမယ်ပေါ့နော်အဲဒါဆိုရင်မတ်ကိုတစ်ချက်နှိပ်မယ်အဲနှိပ်ပြီးတော့ဒီဘက်မှာ၄တောက်ပုံလေးရှိတယ်အဲ့ကျွန်တော်များထောက်တာ၄တောက်နေရာလေးကိုတစ်ချက်နှိပ် နှိပ်ပြီးတော့ဒီမှာအကြက်ဆိုတာရှိတယ်အကြက်ကိုနှိပ်လက်နဲ့သွားမလုံနဲ့တော့ဗျာအကြက်နဲ့တိကျစကေးကြက်ကြက်ချမှာโอเคဒါဆိုရင်ကျွန်တော်တို့ကချဖို့တော့အဓိကတော့ကျွန်တော်မြားတစ်ချက်ကြည့်ဒီဘက်နဲ့ဒီနှစ်ခုလေးကိုတုံးလိုက်တာလေဒီမှာစကေးကြပြီဒီအစွန်ဆုံးနဲ့ဒီ site ဆိုတာပေါ့နော်အဲဒီဒီနှစ်ခုတုံးလိုက်ရပြီဒါဆိုရင်ကျွန်တော်တို့က site ကိုအရင်တုံးမယ်ဒါဆိုရင်ကျွန်တော် site ကိုအရင်နှိပ်လိုက်မယ်ဒါကရွှေ့လို့ရတယ်နော်ဒီစာကြောင်းကโอเค site ကိုဒီနှစ်ခု site ကိုနှိပ်လိုက်တာဒီနှစ်ခုပေါ်လာတာပေါ့နော်ဒီနှစ်ခုကဒါအရွေးလုပ်လို့ရတယ်ဒါဆိုရင်ကျွန်တော် site ကိုဒါမှအပေါ်ချောင်းဒီဟိုဘက်ဒီပဲဖြဲထုတ်တာ โอเคဒါဆိုရင်ဟိုဘက်ဒီဘက်ကိုကျွန်တော်ဖြဲထုတ်လိုက်မယ်โอเคဖြဲထုတ်လိုက်မယ်ဖြဲထုတ်လိုက်မယ်ဖြဲထုတ်လိုက်ပြင်မယ်လေ position ကမမှန်သေးဘူးဒီဘက်ကတားဆေ့သွားတယ်ဒီဘက်ကနည်းနည်းကြီးနေတယ်ဒါဆိုရင် position မအောင်ယူလိုက်ဒါဆိုရင်ဖြဲထုတ်လိုက်ပြီးွားဖြဲထုတ်လိုက်ပြီးဆိုမညီဘူးဖြစ်နေရောဗျာဒီဘက်ကနည်းနည်းကြီးနေဒီဘက်ကနည်းနည်းသေးနေဆိုရင်အခုက site မှာတုံးနေတာဒါဆိုရင်ကျွန်တော်ဒီဘက်လေးချက်ပြန်လိုက်ဒီဘက်ဆွန်ဆုံးလေးချက်ပြန်လာပြီးတော့ညီအောင် level ညီအောင်ယူလိုက်မယ်ဗျာ position ညီွားအဲလိုမျိုးဆွဲလိုက်မယ်โอเคဒါဆိုရင် position အကြံကညီွားပြီလားချက်ကြည့်လိုက်အဲဒီမှာကနည်းနည်းကြံတယ်ဒီမှာနည်းနည်းကြံတယ်โอเคဒါဆိုရင်ညီွားပြီ ညီသွားပြီဆိုရင်ရပြီရပြီဆိုရင်တခါလေကျွန်တော်ကအဲ position ကိုကွက်တိယူလိုက်မယ်အဲနေထားလေးပေါ့နော်ဟိုဘက်ဒီဘက်တိုးမယ် position ကိုနည်းနည်းလေးအဲဒီတိုင်းယူမယ် okay မှန်သွားပြီဆိုရင်ဒါဆိုရင်ကျွန်တော်တို့အပေါ်အောက်ကိုလည်းကျွန်တော်တို့ရွှေ့လို့ရတယ် site ကိုလာမယ်ပေါ့နော် site ကိုရောက်လာ site ကိုနှိမ့်လိုက် site ကိုနှိမ့်လိုက်ရင်ဒါဆိုရင်အပေါ်အောက်ကျွန်တော်တို့ဖြဲမယ်ဖြဲမယ်ဆိုရင်ဒါကလည်းဒီလိုမျိုးကစားလို့ရသေးတယ်နော်အခုနောက်က position ကိုကျွန်တော်ကအမှန်ကန်ယူထားဒါကတော့ site ကိုကျွန်တော်ကွက်တိယူမယ်ကွက်တိယူမယ်ဆိုဒီတိုင်းဒါဆိုဘေးကိုဒါဆိုရင်တော့အပေါ်အောက်ကိုပေါ့နော်အဲဒီတိုင်းယူမယ် အဒါကတော့ကစားရင်းထဲမှာသိမယ်ပေါ့နော်ကျွန်တော်ရှင်းပြနေကျွန်တော်ရစိတ်တဘောပေါက်မှာမဟုတ်ဘူးโอเคဒီတိုင်းလေးယူလိုက်ယူသွားရင်ဒီမှာတစ်ချက်ကြည့်လိုက်အဲဒီမှာကြံတာနဲ့ဒီမှာကြံတာနဲ့ကတိတ်မမှန်သေးဘူးဒီမှာကတော့နည်းနည်းအနီးသွားပြီပေါ့ဒီမှာနည်းနည်းကျယ်နေတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ကနည်းနည်းလေးဒီဘက်ဆွန်အပြန်ပြီးတော့မျှလိုက်မယ်အလေပိုဆီရှင်ညံမှန်သွားအောင်မနော်ဒါဆိုစိုက်မှမထားပဲနဲ့ဒီဘက်ဆွန်လေးကိုတစ်ချက်ပြန်လာမယ်အဲပြန်လာပြီးတော့ဒါလေးကအပေါ်အောက်ရွေ့နေတယ်ဗျမြင်လားမသိဘူးကောနော်အဲဖုန်းထဲမှာဆိုတော့တိတ်မြင်မှာမဟုတ်ကိုယ်တိုင်လုပ်ရင်တော့ပိုသိတယ်ဗျကောနော်အဲ မှန်လို့ယူလိုက်မယ်ယူလိုက်ပြီးတော့ဒီဘက်က site ကိုတစ်ချက်ပြန်လာမယ်အဓိကကတော့ဗျာဒီနှစ်ခုလေးကိုနှိပ်ပြီးတော့ကျွန်တော်ရဲ့မျက်စိကကွက်တီလေးကိုလိုက်ချိန်ကစားပေါ့နော်ကျွန်တော်ပြောနေရင်ကျွန်တော်ရဲ့မျက်စိကသဘောပေါက်မှာမဟုတ်ဘူးအဲကိုယ်တိုင်လှုပ်ကြည့်လိုက်မှပို့ပြီးတော့သဘောပေါက်မှာရပြီဆိုရင်ဘေးကိုနှိပ်ကြည့်လိုက်အဲဒါဆိုရင်တစ်ချက်ဖွင့်ကြည့်လိုက်အဲဒီမှာကျွန်တော်တို့ကမီးပတ်လန်းလေးတွေထဲမှာသူ့ကွက်တီကြံနေအောင်ဒါကျွန်တော်တို့ကလိုချင်တာပေါ့နော်โอเคဒီနေထားပေါ့နော်ဒါပေမဲ့မီးလန်းလေးကတော့ကျွန်တော်နည်းနည်းငေထားတယ်နောက်ရက်ကျရင်ကျွန်တော်မီးလန်းကြီးကြီးလေးနဲ့ကျွန်တော်ထပ်ပြမယ်ဟောဒါဆိုရင်ပိုစရှင်လေဗယ်မှန်သွားပြီပေါ့နော် အဲသူ့ကိုမှန်သွားပြီသူ့ကိုမှန်သွားပြီဆိုကို့မှာလည်းထို့သူပဲဒီတိုင်းလေးပဲနော်အဲဒါလေးကိုတစ်ချက်နှိမ့်မယ်ကို့ကိုလည်းဒီလိုမျိုးကွက်တီလေးယူပြီးတော့လက်လေးနဲ့နည်းနည်းလေးပေးကြည့်လိုက်အဲအောက်ကဟာလေးအုပ်သွားအောင်နည်းနည်းလေးပေးကြည့်လိုက်โอเคဒီတိုင်းလေးအုပ်သွားပြီဆိုရင်သူ့ကိုလည်းထို့သူပဲဒါကျွန်တော်တို့ကမတ်သုံးမယ်ဒါလေးက let scale ကမြန်လာပြီဆိုရင်တော့အလူလျောက်အော်တိုအော်တိုမြန်သွားတယ်ပေါ့နော်အဲဒါဆိုရင်အပေါ်အောက်ကိုချိန်မယ်ဘေးလေးကိုနည်းနည်းလေးကားမယ်ဟိုဘက်ဒီဘက်မမှန်ဘူးဆိုရင်အချက်ကိုနှိမ့်မယ်ဒါလေးကအရွေးလေးတွေလုံးမယ်ဟိုဘက်ဒီဘက်အရွေးဆွဲမယ် โอเคအွေလေးတို့ကွက်တီယူမယ်အပေါ်အောက်ကိုတစ်ချက်ကစားမယ်အပေါ်အောက်ကမမှန်ဘူးလားအဲဒါကတော့နောက်ဆိုရင်တော့ကိုယ့်ဘက်ကို let's key ကြွားတာပေါ့နော် let's key ကြွားရဲဆိုရင်မြန်သွားတယ်အဲဒါဆိုရင်ကျွန်တော်တစ်ချက်ကြည့်လိုက်အဲဒီလိုမျိုးဘောင်လေးကအမီလေးတွေကပတ်သွားတာလေးနေပေါ့နော်အဲဒီတိုင်းထည့်ခြင်းလေဒီတိုင်းကတော့ reaction တစ်ပုတ်ဖန်တီးမယ်ဆိုရင်တော့ဒီတိုင်းထည့်တာကတော့အကောင်းဆုံးပဲဗျအဲလှလဲလှလဲကြည်တာရှုတာလည်းဖြစ်တယ်ပေါ့နော်အဲ frame လေးတွေလည်းကျွန်တော်ဒါက site ကြီးနည်းနည်း site ငယ်ပေါ့နော်ကျွန်တော်မျိုးစုံလုပ်ပြီးတော့တင်ပေးမယ်ပေါ့နော် အဲကျွန်တော်ဒီနေရာမှာရီအက်ရှင်ပြီးလို့ရိုက်တဲ့နေရာမှာတစ်ချက်သတိထားဖို့ကျွန်တော်ကဒါရီအက်ရှင်ပြီးလို့ဖန်တီးတာလည်းမဟုတ်ကျွန်တော်ကဖုန်းကိုလက်ကပ်ခံပြီးပြောထားတာဆိုတော့ကျွန်တော်ရဲ့ပခုံးနှစ်ဖက်ကပြက်နေတယ်တကယ်တမ်းကတော့ဒီပခုံးလေးကိုကွက်တီပါအောင်လှုပ်တာတော့အကောင်းဆုံးပေါ့နော်ကွက်တီပါဖို့ဆိုရင်လည်းဖုန်းကကိုယ့်ကိုပြန်ရိုက်တဲ့နေရာမှာကိုယ်နဲ့ဖုန်းနဲ့လက်တလှန်ကွာလောက်မှာထားပြီးတော့ရိုက်တာကတော့အကောင်းဆုံးပေါ့နော်โอเคဒီတိုင်းဖန်တီးလို့ရပါတယ်အဒီနေ့တော့ဒါ frame ချတဲ့မျိုးကိုကျွန်တော်ပြပေးတာပေါ့နော်အဲဒီလိုမျိုး frame တွေကိုလည်းရောင်စုံမျိုးစုံကျွန်တော်ဒီပေ့လေးမှာတင်ပေးမယ် အဲဒါကတော့ဥယျာဉ်ဖရိန်ချတဲ့နီလန်းလေးပေါ့နော်